ိမ်ပကြီးဇက်ကကိုအရန်အားပေးရတော့တုံးခေါက်တောင်သွားကြည့်ငါတိမ်ပကြီးရငါလာငါလာနင့်တွေ့လို့ရှင်လေမအားပေးနေရနော်အားပေးနေရနော်အရင်မိုက်တယ်ဟောက်ဖောက်ပြန်တာသူကဖောက်ပြန်တာတော့တိမ်ပကြီးအဲ့လိုမျိုးမဟန်နာနဲ့၃ရောက်နော်အင်ကြီးကြွညာလေးတစ်ခုရိုက်တော့လဲ၃ရောက်လုံးအမွှားလေးလားအမွှားလေးလားဆိုပြီးတော့အဲ့လိုမျိုးညီမအရင်နေလားအမွှားလေးလားတော့ရှောက်ပြောခါရအများတမ်းမားတယ် ီမိုင်းလာတာမဟုတ်ဘူးတယောက်တည်းလို့တယောက်တည်းလို့တယောက်တည်းလို့ထင်တာအမေကဆိုရင်လေမေက online shopping သွားမှာတာသွားမှာတော့အဲဒါလေးဒါလေးသူကဟုတ်ကဲ့ပါမမရေးရပါတယ်မမရေးဆိုတော့ဩမေကဩငါ့ကိုသူတိတယ်ပေါ့အဲ့မှာသူကဗာရေးလိုက်လဲဆိုတိမ်ပကြီးဇက်ကကိုအရန်အားပေးရတော့တဲ့၃000တောင်သွားကြည့်ငါတိမ်ပကြီးရငါလာငါလာပြီးတော့သူပြင်နေတာအဲ့တော့တိမ်ပကြီးသက်ကောက်ရဲအရန်အားပေးရတော့တမီး၃000တောင်ကြည့်ရဆိုချင်မဟဲ့ ဘာမဟုတ်ဘူးလေအဲ့ဒါသူရှင်းကြလိုက်တယ်ဟဲ့လားအမမဟုတ်ဘူးဆို sorry ပါတယ်အဲ့ကျမအဲ့မ sorry နဲ့အမတို့နှစ်ယောက်ကအဲ့လိုတူတာတကယ်တူတာအခုနင်းအချားမပြောပြိတ္တတွေမပြောနဲ့အခုနင်းစယ်တီဆက်ပြွေးတော့ရိုက်တာရိုက်တော့ခါချစယ်တီဆက်ပြွေးရဲမှာပါတယ်နုပညာအနုပညာရှင်အကြီးတွေရတာမှလေအဲ့ဒါနှင်းနဲ့နှင်းဟိုလေနှင်းတယောက်တည်းနဲ့အဲနှင်းကတယောက်တည်းမတယောက်ဆိုတာအခုမှသိရတဲ့ငါတို့လည်းထင်လိုက်တာတဲ့နှင်းကလည်းနှင်းနှင်းကလည်းမေတ္တာနဲ့တူတူပဲတူတူပဲနှစ်ယောက်တည်းကတည်း อ๋อမဟုတ်ဘူးတကယ်တူတာเนาะတကယ်တူတယ်တကယ်တူ TikTok မှာ TikTok မှာမဟန်နာနဲ့3ယောက်เนาะအင်ကြီးကြွကြလေးတစ်ခုရိုက်တော့လဲ3ယောက်လုံးအမွာရီလားအမွာရီလားဆိုပြီးတော့ညီမအရင်နေလားအမွာရီလားအမွာရီလားတောင်းလျှောက်ပြောခါရအမြဲတမ်းမှားတယ်နေ့ကိုတွေ့လို့ရှင်လဲမအားပေးနေရတော့အားပေးနေရတော့အရင်မိုက်တယ်ဟောက်ဖောက်ပြန်တာတော့ဖောက်ပြန်တော့တိတ်မကြည့်အဲ့လိုမျိုး ့အများရမ်းမခံရဘူးလူဖြစ်လေကောင်းတယ်ကြိုက်တယ်ကောင်းတယ်ကြိုက်တယ်ကြိုက်တယ်ဒီအပြင်မှာတွေ့ခွင့်ရအောင်လုပ်ပေးရအဓိကမဟန္နာဟုတ်တယ်မဟန္နာကနေပြီးတော့မှသူကနှစ်ယောက်စလုံးသူကိုရိုင်းလဲဒါသူ့အမကိုကြည့်ရတဲ့ပုံစံအရအမကလည်းမရုနှစ်ယောက်ကိုသူတော်တော်တူတယ်ဆိုတော့သူလည်းလေ့လာနေပုံရတယ်အပါအဲ့ချိန်မှာသူကနှင်းကိုလည်းချိန်တယ်အညီမကိုလည်းချိန်တယ်ပြီးတော့မဟန္နာနဲ့၃ယောက်အင်းကြီးကြောင်ကြလေးရိုက်လိုက်တဲ့အချိန်ကျတော့မှဟိုတွေ့တွေ့ချင်းမှာတယောက်နဲ့တယောက်ကဟိုပုံမှန်ဆိုလို့ရှိရင် ပေါ့အဲတချို့ဆိုရင်ကိုကမခေါ်ရဲတာဒါပါပေါ့ရဲလဲကိုကြောင့်နော်အနောက်ရှက်ဖြစ်သွားမှာဆိုရပါ ိုင်းအညာကြီးနဲ့တိတ်ပြီးတော့ဟိုမပြောဖြစ်ဘူးပေါ့နော်ညီမလေးတို့နဲ့ညီမလေးဖုန်းနံပါတ်ပေးအောင်တော်ဆောင်တွေ့ကြတယ်ဟာလေဒီဟိုအရင်ကခင်သားလေးလူလေးလို့ပဲအဲညီမလေးကလည်းထုတ်ပြောတာပေါ့အဲကြောင့်မှသမီးကိုလည်းအမနဲ့တူတယ်ဆိုပြီးမှားတယ်ဆိုအဲအမကိုလည်းအတိုင်းပဲဆိုအဲ့မှာလုံးဝမဟန္တာကလည်းအရင် သူလည်းပေါ်ရွေတယ်ပေါ့နော်ဆိုတော့၃ယောက်သားအဲ့အင်ဂျီကျော်ညာကနေပြီးတော့အခုဒီကားကြီးရိုက်မဲ့အချိန်ကိုမေဆီဇင်ခွင့်ရတဲ့အချိန်ကျတော့လေဒီ၂ယောက်စလုံးကိုပြန်ထည့်တာပေါ့ပရိုဂျက်တာပြောပြီးတော့ဟုတ်ကဲ့အများကြီးတင်ပါတယ်မဟုတ်ဘူးမမေ့တော့ပြချလို့ရှင်မဟန်တာပေါ့ပေါ့နော်ဒီလိုလေးစုံခွင့်ပေးတဲ့အတွက်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါပြိသက်လာကြည့်တဲ့အချိန်မှာထူးဆန်းတဲ့ရတ္တတွေပေးနိုင်မဲ့ character တစ်ခုချင်းစီရှိထားတာဖြစ်တဲ့အတွက်ပြီးတော့မဟန်တာရောပဲသူကလည်းအရန်မိုက်တဲ့ လုံးဝကျွတ်စင်ကြီးပေါ့ဆိုတော့မဟန္တာရဲ့ကျွတ်စင်အိုက်တင်ကြီးတွေကိုလည်းဒီကားထဲမှာတွေ့နိုင်ပါတယ်ပြီးတော့မင်းသားတွေရဲ့လုံးဝဒီအပြင်ကကိုနေထွက်ကိုနက်ခတ်ဇော်ဆိုင်ထက်အဲသူတို့နဲ့မတူညီတဲ့ဟာမျိုးပြီးရင်နောက်ဆုံးအဲဖဖေဥမင်းသူကအစပေါ့နော်ဥမင်းသူကအစမတူညီတဲ့ character မျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ဒီကားလေးကပါဝင်တဲ့တယောက်ချင်းစီရဲ့ character တွေကထူးခြားနေတာတကယ်ပြောတာပါဟုတ်ဟုတ်ဟိုတယောက်မှယော့နေရမှာမရှိဘူးဘသူကတော့ဘာမို့လို့ဘသူကတော့ ဘသူရဲ့အဖေမို့လို့မိန်းမမို့လို့ယောက်ျားမို့လို့ဆိုရော့နေတာမရှိဘူးအားလုံးကသူ့ character နဲ့သူအကုန်လုံးကလေအဝင်ခွင်ကြရကြီးပဲအဲ့တော့အယမ်းမိုက်တယ်မရှိအောင်ခေါ်ပြီးတော့ဒါကနှင်းမှာဒါကတော့မမစ်သူပါဆိုခေါ်ပြမှာဟုတ်တယ်ဒါမှမားလို့မြင်ရတော့ဟုတ်တယ်ဟုတ်တယ်နှစ်ယောက်ဆိုတာကိုကွဲကွဲပြားပြားတော့အဲ့လိုကြော်ညာမယ်လူနှစ်ယောက်ဟုတ်လူ ်ပါဆိုတာကိုကွယ်ကွယ်ပြားပြားသိစေမယ်ရုပ်ရှင်ကားကြီးမို့လို့ဩဆက်ဆက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။ဒါပြီးတော့ကြည့်ရှုအားပေးဖို့လူခွဲပေးဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကတော့တော်လေးဒီအိမ်နံပါတ်ကားကြီးမင်းဆောင်ကိုရုပ်ရှင်ဇာတ်ကားကြီးကမေးပြောခဲ့သလိုပဲခေါင်းဆောင်မင်းသားတွေရောမင်းသမီးတွေရောအကုန်လုံးကတက်ညီလက်ညီနဲ့ဟိုလူငယ်တွေဖြစ်တဲ့အတွက်ပို့ပြီးတော့အပင်ပန်းခံကြမယ်ပို့ပြီးစူးစမ်းအားထုတ်ကြမယ်ဒီစူးစမ်းအားထုတ်မှုရဲ့ ရလက်ကတော့ပြိသက်ကြီးပဲရှိပါတယ်။ဒါကြောင့်မေတို့မှာအကူစရာမေတို့ကိုအဲနေရာတနေရာပေးနိုင်တဲ့သူဟာပြိသက်ကြီးပဲဖြစ်တဲ့အတွက်မေတို့တွေအားလုံးအတွက်နေရာလေးတစ်ခုကိုပြိသက်ကြီးကဒီကားလေးထွက်လာတဲ့အချိန်ကြလို့ရှင်လာရောက်ကြည့်ရှုပြီးတော့အကဲဖြတ်သုံးသက်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ โอเคပါအဲနှစ်ရလဲပေါ့เนาะဒီအိနမတ်ကာကြီးမြင်ဆောင်ကိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာပြိသက်တွေအားလုံးမထင်မှတ်ထားလောက်တဲ့ပုံစံမျိုးနဲ့ပေါ်လာမှာမို့လို့အများကြီးလဲစူးစမ်းတာမှာမို့လို့ဆနာမပြောသလိုပဲပေါ့เนาะတင်းတို့ရဲ့စူးစမ်းခြင်းတွေအရာရောက်ဖို့ဆိုတာပြိသက်တွေပေါ်မှာပဲမူတည်ပါရဲ့လို့အဲ့ဒါကြောင့်မို့လို့ဒီရုပ်ရှင်ဇာတ်ကားကြီးထွက်လာတဲ့အခါမှာလဲအားလုံးကအားပေးကြမယ်လို့လဲမျှော်လင့်ပါတယ်ထပ်ပြီးတော့လဲအဲအားပေးကြပါအောင်လို့ပြောချင်ပါရှင်စူးစမ်းပါမယ်ကျေးဇူးတင်ပါတယ်